သင်ဟာစိတ်အားထက်သန်မှုနဲ့ပြည့်နှက်နေတဲ့နေ့ရက်တွေရှိခဲ့တယ်။တောင်တွေကိုတော့ကြော်လွားနိုင်လောက်အောင်ခံစားခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီစိတ်ကဘယ်ရောက်သွားလဲ။ပျောက်ကွယ်သွားပြီ။ဘာလို့လဲဆိုတော့စိတ်အားထက်သန်မှုဆိုတာရည်နှွေးငွေ့လိုပါပဲ။ယာယီပါပဲ။စစ်မှန်တဲ့တိစောက်မှုကအဲ့ဒီအပေါ်မှာမတိစောက်ဘူး။သင်ဟာခံစားချက်တွေနဲ့လှုပ်ရှားနေတာကိုရက်လိုက်ပါ။စီကန့်နဲ့စတင်လှုပ်ရှားပါ။ စိတ်မပါဘူးလားအဲ့ဒါအေးမကြည့်ဘူးမောပန်းနေလားအဲ့ဒါအေးမကြည့်ဘူးတင့်ရဲ့အိမ်မက်ကိုဖြက်စီးမဲ့အရာတစ်ခုတည်းကတင့်ရဲ့မလောက်ချင်တဲ့စိတ်ပဲတင်ဟာဘလောက်ကြာကြာစိတ်အားထက်သန်မှုကိုစောင့်နေအောင်မလဲအကောင်းဆုံးချိန်ကိုစောင့်နေအောင်မလားစောင့်နေရင်နဲ့ပဲတပတ်ကုန်သွားပြီတစ်လကုန်သွားပြီတစ်နှစ်တောင်ကုန်သွားပြီတင်စောင့်နေတဲ့အခွင့်အရေးကဘယ်တော့မှရောက်လာမှာမဟုတ်ဘူးငါမလုံနိုင်ဘူးလို့တင့်စိတ်ကပြောနေတယ်အဲ့ဒီအတန်မှာ နားထောင်ရင်တင်ကြရှုံးလိမ့်မယ်။တင်အားစိတ်အားထက်သန်မှုမရှိတဲ့အချိန်မှာတော့သွားပြီးလှုပ်ဆောင်ဖို့လိုတယ်။ဘာလို့လဲဆိုတော့တင်ရဲ့လောက်ရက်ကတင်ရဲ့ခံစားချက်ကို ပြန်ပြီးလမ်းညွန်ပေးနေတာပါ။စီကန်းဆိုတာမနဲ့9နာရီမှာနာရီမီတဲ့အခါမျက်စိမိတ်ပြီးအိပ်ရာတွေကထွက်လာတာပဲ။အိပ်ရာထဲမှာစက်နေခြင်းနဲ့တင်ရဲ့ပြင်းကြီးတဲ့ခန္ဓာကိုယ်ကို အနံ့ယူလိုက်ပါ။ဒီနေ့ကစီကန်းကိုရွေးချယ်မလား။ဒါမှမဟုတ် တပတ်ကြာမှပြန်ရလာမယ့်နောင်တကိုရွေးချယ်မလားတင်တီဆောက်နေတာကိုအခြားလူတွေမမြင်ဘူးသူတို့ကရလက်ကိုပဲမြင်တယ်နာကျင်မှုကိုမမြင်ဘူးတင်လှုပ်ခဲ့တဲ့နာကျင်တဲ့နာယီတွေကိုမမြင်ဘူးတင်တယောက်တည်းနာကျင်ဖို့လိုတယ်ဒါမှပဲအများနဲ့မတူတဲ့ရလက်ကိုရနိုင်မယ်လူတိုင်းအောင်မြင်ခြင်းနဲ့ဒါပေမဲ့လူတိုင်းကနာကျင်မှုကိုမလိုချင်ဘူးအစင်မပြေမှုကိုမလိုချင်ဘူးတက်တောင့်တက်တာပဲလိုချင်တယ် တတောင့်တတာရှိခြင်းကတင့်ရဲ့အိမ်မက်ကိုဖျက်ဆီးပစ်လိုက်မယ်။ဒါကြောင့်တတောင့်တတာရှိခြင်းကိုငင်းပယ်လိုက်ပါ။နာကျင်မှုကို ဖတ်တွယ်ထားလိုက်ပါ။စီကန်းဆိုတာအောင်မြင်မှုနဲ့ကြရှုံးမှုကြားကတဒါလေးတစင်းပါပဲ။စီကန်းကရလက်ကိုအာမခံနိုင်တဲ့တခုတည်းသောအရာပဲ။တင်အားစီကန်းကိုလိုက်နာရင်တင်တနေ့နေ့မှာအောင်မြင်လိမ့်မယ်။တင်လိုက်နာတာကိုရက်လိုက်ရင်တင်ဟာအောင်မြင်မှုနဲ့ကိုယ်ကွင်းသွားလိမ့်မယ်။ ရွေးချယ်မှုကရှင်းတယ်။အောင်မြင်မှုဆိုတာတညလဲတဲ့ရလာတာမဟုတ်ဘူး။အောင်မြင်မှုဆိုတာနေ့စဉ်အသေးစားအောင်ပွဲတွေရဲ့စုပေါင်းမှုပဲ။မနေ့ပြန်မနေ့ငါးနာရီထမှာလား။အဲ့ဒါဟာအသေးစားအောင်ပွဲပဲ။စိတ်မပါပဲလေ့ကျင့်ခန်းလုပ်လိုက်လား။အဲ့ဒါဟာအသေးစားအောင်ပွဲပဲ။သင်ဟာအရာရာကိုအပြိုင်နဲ့ထဲပြောင်းလဲဖို့မလိုဘူး။ဒီနေ့မှာမနေ့ကထက်ပိုကောင်းတဲ့တစ်ချက်ကိုပဲလုပ်လိုက်ပါ။၅မိနစ်ပိုအလုပ်လုပ်လိုက်ပါ။အဲ့ဒီ၅မိနစ်က တင့်ရဲ့အကျင့်ဆိုးတွေကိုချိုးဖျက်ပေးမဲ့ပထမဆုံးရိုက်ချက်ပဲဖြစ်ပါတယ်။တင့်ရဲ့တဏိတာဟာတင်ဘလူနေထိုင်မလဲဆိုတာကိုရွေးချယ်နေတာပဲ။စီကန့်ရဲ့နာကျင်မှုကိုခံယူမလား။ဒါမှမဟုတ်နောင်တရဲ့ဝေဒနာကိုခံစားမလား။စီကန့်ကခဏတာနာကျင်တယ်။ဒါပေမဲ့နောင်တကတသက်လုံးနာကျင်စေလိမ့်မယ်။စိတ်အားထက်သန်မှုကုန်ဆုံးသွားပြီ။အခုပဲစတင်လိုက်ပါ။အခုတင်ဘသူလဲဆိုတာကိုပြသဖို့အချိန်ကြာရောက်ပါပြီ။ တင်ဟာစိတ်ခံစားမှုရဲ့ကြီးကျွန်းလားဒါမှမဟုတ်တင့်ရဲ့အလုပ်ရဲ့ရှင်သခင်လားတင့်ရဲ့အပြိုင်ဆိုင်ကပြင်ပမှာမရှိပါဘူးအแท้မှာပဲရှိပါတယ်အခုပဲစတင်လှုပ်ရှားလိုက်ပါ